ဟုတ်ကဲ့ဂျယ်ရိုဟီလင်းမိုင်ခစ်ထရာနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီနေ့ကဒီနေ့တောက်ကြနေပေါ့နော် Friday 30လို့ပြောလို့ရတယ်ပေါ့နော်တောက်ကြနေနံပါတ်73ကနန်တောက်ကြကြတဲ့နေ့မျိုးပေါ့နော်ဒီလိုနေ့ရမျိုးမှာဆိုလို့ရှိရင်အနောက်နိုင်ငံတွေမှာဆိုလို့ရှိရင်ဒီတောက်ကြနေ73ရက်နေ့ကြာတဲ့တောက်ကြနေမျိုးကိုအရင်ကြောက်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့အနောက်နိုင်ငံတွေမှာကြတော့ဒီနေ့ဟာ ိုကံမကောင်းမှုတွေဖြစ်လာစေရပေါ့နော်။နည်းနည်းတိတိထက်တန်ယူဖြစ်မှုတွေအဆုလိုက်ပြုံလိုက်တေတာတွေစသဖြင့်ဒီလိုကံမကောင်းတဲ့ကိစ္စတွေဖြစ်တတ်တယ်ဆိုပြီးတော့မှအနောက်နိုင်ငံကအယူအဆတွေရတော့ပေါ့နော်။ဒီနေ့ Friday တတိကိုအရင်ကြောက်ကြရပေါ့နော်။ဒါကြောင့်မလို့ဒီနေ့မှနည်းနည်းဆောင်ရံရှောင်ရံလေးတွေနဲ့ဒီတုံတွဲနိုင်နေပေါ့နော်။ဒီအခက်ခဲလေးတွေနော် unlucky ဖြစ်မဲ့အရာလေးတွေနဲ့နောက်ကောင်းတဲ့ကိစ္စလေးတွေလည်းပေါ့နော်။ဒါလေးတွေကိုနည်းနည်းတတိပေးခြင်းနဲ့အနေနဲ့ ပြောကြပြီးတော့မှလည်းဖြစ်ပါတယ်ပေါ့နော်ကဲဒီနေ့ကတောက်ကြံနေ့နံပါတ်73ကနေပါเนาะ73ရက်နေ့တောက်ကြံနေ့မှာဒီစူးမှုရဲ့နမိတ်ကတော့ the dead ပေါ့เนาะတေမင်းပေါ့เนาะတေမင်းနမိတ်ကိုစူးမှုရယ်ဒါကြောင့်မလို့ဒီနေ့မှာပေါ့เนาะနည်းနည်းလေးသတိထားရမယ်ဂယုစိုက်ရမယ်သွားရလာတဲ့အခါတွေမှာเนาะတွေးထွက်တန်ယူဖြစ်မှုတွေဖြစ်တတ်တယ်เนาะဟိုပေါ့เนาะလောက်တိုင်ဆောင်ရတဲ့အခါတွေမှာလည်းအခက်ခဲတွေဖြစ်တတ်တာမျိုးเนาะနည်းနည်းအဓိကတော့ပေါ့เนาะဒီ လူတွေတည်ဆုံးတာနဲ့ပတ်သက်ပြီးတော့မှတရင်စကားတွေကြားရတာမျိုးတွေကိုဆွေမျိုးမိတ်တင်ဟာတွေเนาะကိုရဲ့အတိမိတ်ဆွေတွေတည်ဆုံးတာနဲ့ပတ်သက်ပြီးတော့မှမကောင်းတဲ့ရင်ကြားရတာမျိုးတွေပေါ့เนาะဒါမျိုးလေးတွေဖြစ်တတ်တယ်တချို့တော့စိတ်ယုံတက်နေတဲ့သူတွေကိုလည်းစိတ်ယုံလူနာသွားမိရတာမျိုးတွေစသဖြင့်ပေါ့เนาะအဲ့လိုဟာမျိုးလေးတွေပေါ့အဓိကကြားရတတ်တယ်တချို့ဆိုလို့ရှိရင်အမှုခင်းဖြစ်သွားတာအချုံနောင်ခံရတာတွေဖြစ်တတ်တယ်ပေါ့เนาะပြီးတော့ဒီ ဘဒက်ပတ်နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်နောက်ခါကျမ်းမာရေးပေါ့နော်တချို့ကြီးဆိုကျမ်းမာရေးညံ့သွားတာဒါမျိုးတွေပေါ့နော်နောက်ခါကျတော့ဒီနေ့မှာနည်းနည်းစကားပြောတဲ့အခါမှာလည်းစကားများယဉ်ဖြစ်ရတာလေးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါလေးတွေကိုသတိထားပေးပါဒီနေ့ကတော့နည်းနည်းဂယုဆိုက်ရမာလေးတွေပုံများတယ်ပေါ့နော်ဂယုဆိုက်ရမာလေးတွေပုံများတယ်အဓိကခလေးငယ်တွေနော်လူကြီးမိပါတယ်ပေါ့နော်သူတို့ရဲ့ကျမ်းမာရေးလေးတွေနော်သူတို့ရဲ့ဒီဟိုပါပေါ့နော် တဲမာရေရောနောက်တစ်ခါကျတော့သူရဲ့အသက်ဘေးပေါ့နော်အသက်အန္တရာယ်နဲ့ပတ်သက်ပြီးရောပေါ့နော်ဂယုဆိုင်ရမယ်အနေထားလေးတွေရှိတယ်။နောက်ကကျတော့ဒီနေ့မှာပေါ့နော်အလုတ်ကိုစိတ်ဝင်စားတာအလုတ်ကိုထွက်ချင်စိတ်ဖြစ်နေတာစသဖြင့်ပေါ့နော်ဒါမျိုးလေးတွေဖြစ်နေတတ်တယ်။အဲ့တော့ဒါကတော့ပေါ့နော်ဒါမကောင်းတဲ့အချက်ကလေးတွေနောက်ကကျတော့ဒီမကောင်းတဲ့အချက်ကလေးဆိုတာတစ်ခုပေါ့နော်ဒါသတိပြုရမယ့်အချက်ကလေးလို့ပြောလို့ရတယ်ပေါ့နော်။နောက်ကကျတော့ ဒီသူများကငွေချေးလိုက်တာအာမခံလုတ်ပေးတာစသဖြင့်ဒါမျိုးတွေမှာလည်းနည်းနည်းလေးဂယုစိုက်ပါဒီနေ့လိုလူမျိုးမှာလုတ်လိုက်မိတယ်ဆိုလို့ရှိရင်ကိုကပို့ပြီးဒုက္ခရောက်သွားစေလိမ့်မယ်ကိုအာမခံလိုက်တဲ့သူကဟိုငွေကိုမဆက်လို့စသဖြင့်ဒါမျိုးတွေဆိုလို့ရှိရင်ကိုကအာမခံလိုက်တဲ့အမှုမှာကိုကတတ်တမဲ့ကိုကတရားခံဖြစ်သွားတတ်တာမျိုးလေးပေါ့နော်ဒါမျိုးလေးတွေဖြစ်တတ်တယ်နောက်တစ်ခါကျတော့ဒီနေ့ကနေစပြီးတော့နောက်ထပ်52ရက်တိတိမှာနော်အာသူပါပို့တာတွေနော်တင်းချိုင်းတင်းချိုင်းညီကိုနင်းတာတွေစသဖြင့်ပေါ့နော်ဒါမျိုးတွေမလုတ်မိဖို့ကိုနည်းနည်းဂယုစိုက်ပေးပါအကယ်လို့မဖြစ်မနေသွားရမယ်ဆိုလို့ရှိရင်တော့မရနာနှုတ်တိ ီးပွားတာမျိုးတွေပေါ့နော်ဒါမျိုးလေးတွေလုပ်လို့ရပါတယ်နောက်တစ်ခုကတော့ဒါကောင်းတာလေးတွေပေါ့နော်ကောင်းတဲ့ဥစ္စာလေးတွေကတော့ဗာလေးဖြစ်မယ်ဆိုတော့ကိုယ့်ရဲ့လုပ်ငန်းတွေမှာအကျံစီအစ်စ်တွေပေါ်မယ်နောက်တစ်ခုကတော့ညီဝင်မယ်ပေါ့နော်ဒီဒီနေ့ကနေစပြီးတော့နောက်ထပ်လာမယ်နော်73ရက်လို့မဟုတ်73ဘတ်အတွင်းမှာညီဝင်တဲ့ကိစ္စတွေဒီညီနဲ့ပတ်သက်တဲ့ကိစ္စလေးတွေနော်ဒါမျိုးလေးတွေကြုံရတာရှိမယ်ငွေရရှာဖွေပြီးတော့လွယ်တယ်လို့နော်ငွေတွေကလည်းငွေဝင်များနေမယ်ပေါ့နော် ဒါပေမဲ့တစ်ဖက်မှာလည်းငွေထွက်တဲ့ကိစ္စတွေကဖြစ်ပေါ်နေတတ်တယ်ပေါ့နော်မထင်မှတ်ပဲနဲ့ဆက်တလုံးမိမိထံမှာဝင်လာမယ်အဲ့ဒီဆက်တလုံးဝင်လာခဲ့လို့ရှိရင်ထီပေါက်တာလိုပါလို့ပေါ့နော်အဲ့လိုပုံစံမျိုးကံကြမ္မာပွင့်လန်းသွားတာလေးတွေဖြစ်သွားတတ်တယ်ပေါ့နော်နောက်ကတော့ပညာထူးတွေသင်ရတာမျိုးနော်နောက်ကတော့ကိုယ့်ရဲ့မိတ်ဆွေဆရာသမားတွေမဆတာမျိုးစသဖြင့်အကူအညီရတာမျိုးလေးတွေဖြစ်တတ်ပါတယ်နော် ဒီအချိန်မှာကလေကိုကျင့်တရားအရင်ရေးကြည့်ပါတယ်ဒီအချိန်မျိုးမှာကိုကျင့်တရားကိုထိမ့်သိမ့်တာမျိုးလုပ်ပေးရမယ်ဒီအချိန်မှာကိုကျင့်တရားကိုမထိမ့်သိမ့်မနဲ့ပေါ့နော်ဒီနေ့ဒီတန်းကနေစပြီးတော့ကိုကျင့်တရားကိုမထိမ့်သိမ့်မနဲ့နေမယ်ဆိုလို့ရှိရင်ဒီလူဟာနော်ရေရှည်မှာဒုက္ခရောက်သွားတဲ့အထိပေါ့နော်ဖြစ်သွားတတ်တာလေးရှိမှာပေါ့နော်အဲ့တော့ဒီနေ့ Friday 30နော်တောက်ကြနမတ်73ငနန်းကြတဲ့နေ့ပေါ့နော်ဒီနေ့ကနေစပြီးတော့မှ ီနေ့တက်နေလုံးမလားပေါ့နော်နည်းနည်းလေးကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေမှာသွားရလာတဲ့အခါတွေမှာလုပ်ငန်းဆောင်ရွက်သမျှတွေမှာနည်းနည်းလေးသတိထားပြီးတော့မှနော်နေကြဖို့သတိထားပြီးတော့မှသွားကြဖို့ပေါ့နော်ဒါလေးကိုအဲတတိပေးလို့ရပေါ့နော်ဒါကြောင့်မလို့လေကျွန်မဒီဗီဒီယိုအတူလေးကိုတင်ပေးလိုက်တာပဲဖြစ်ပါတယ်။ကဲအားလုံးပဲနော်ဆောင်ရံရှောင်ရံလေးတွေတတိထားရမှာလေးတွေကိုဂယုတစိုက်ရှိကြပြီးတော့မှနော် အားလုံးစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းပြည့်စုံစွာဖြင့်ဒီမကောင်းတဲ့ non unlucky အခြေအနေလေးတွေကိုကောင်းမွန်စွာဖြတ်သန်းသွားနိုင်ပါစေလို့ကျွန်မကဆုတောင်းပေးလိုက်ပါတယ်တတ်တာ